အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဗီဒီယိုမင်းပိုင်ဆိုဖြစ်ပါတယ်အဲကျွန်တော်ခုကမှတော့ကျွန်တော်မိတ်ဆွေဘော့ကူသားသမီးအားလုံးအတွက်7ရက်7လ2025ကနေ18ရက်7လ2025အတွင်းမှာကြုံတွေ့ရတဲ့တပတ်စာကံကြမ္မာဟောကင်းကိုအဲကဏ္ဍတစ်ခုချင်းလေးလိုက်ကျွန်တော်အသေးစိတ်လေးဟောကြားပေးမှာဖြစ်ပါတယ်အဲဒီဘက်ကကလာမှာကျွန်တော်မိတ်ဆွေဘော့ကူသားသမီးတွေဘလိုကံတရားလေးတွေကြုံတွေ့ရတယ်လဲပေါ့နော်ကြည့်တဲ့အခါမှာအဲဝန်တော်ကောင်လေးတို့ကဒီကနေ့မှရှစ်ပုံရှစ်ခံကြီးမာတဲ့သူတွေဆိုရင်ထီစုကြီးဘောတက်ကိန်းနဲ့ရှိတဲ့အတွက်ဝန္ဒနာပါတယ်ဆိုရင်ထီလေးတွေကန်ဆက်ကြပါလို့နော် အဲ့တော့အထီးထုတ်မယ်ဆိုရင်ဘာကနေလေးထိုးရမလဲပေါ့နော်အဲဂရန်နေပေးမှာဆိုတော့ပေါ့နော်တယောက်တူပါပေါ့နော်ဂရီတော့တည်ကြပါတချို့တွေဆိုကျွန်တော်ကွန်ပါမှာလာလာပြီးတော့ဆရာဆရာပေးတဲ့ဟာတွေတက်လို့ရတယ်ပေါ့တယ်နဲ့ပြီးရင်ကျွန်တော်လည်းမပေးကြအောင်အဲ့တော့ထီးထုတ်မယ်ဆိုရင်ဘာကနေထိုးတင်လဲဆိုတော့အဲ၈အစား၆ဆုံးထိုးရင်တော့မထိုးဘူးဆိုလို့ရှိရင်တော့၂အစား၄ဆုံးတကောများတကောတော့ကန်ဆန်းကြည့်ကြပါဆိုကြတာနော်အဲ့တော့ပုဂ္ဂိုလ်သားသမီးတွေဒီကရမှာအဲအလုပ်နဲ့ပတ်သက်ပြီးစပြောကြပါစို့အဲဗီဒီယိုမှာပဲကြည့်ပြီးပြောတာဖြစ်တယ်နားလည်းနားလည်းပဲ အလုံးနဲ့ပတ်သက်ရင်သူကជីជីမမအပြောင်းလဲတစ်ခုလေးဖြစ်တည်လာတဲ့ gain တွေမှာပါတယ်အဲជីជីမမအပြောင်းလဲဆိုတာကဟိုကောင်းတဲ့ပြောင်းခြင်းတွေကတော့အများကြီးပဲပေါ့နော်အထူးသဖြင့်ပြည်ပသွားပြီးအလုံးလုံးခြင်းတဲ့သူတွေနိုင်ငံသားထွက်ပြီးအလုံးလုံးခြင်းတဲ့သူတွေကဒီကာလမှာနိုင်ငံသားသွားလို့အကောင်းဆုံးသောကာလတွေမှာပါတယ်ဘယ်လိုဒီကနေနိုင်ငံသားသွားရဲဆိုတော့ဒါជីជីမမအပြောင်းလဲကြီးတစ်ခုပေါ့ကောင်းတာပေါ့နော်အဆင်ပြေတယ်သွားပြောင်းလဲသွားပါအဲလမ်းတွေလည်းပွင့်လန်းလာပြီးတော့အဆင်ပြေသွားလိမ့်မယ်ဟိုရောက်လို့ခြင်းတဲ့အဆင်ပြေလိမ့်မယ်နော်နောက်တစ်ခုအစိုးရဝန်ထမ်းတွေပါတယ်ဖြစ်ခဲ့မယ်ဆိုရင်ကြတော့လေဒီကာလမှာ လက်ရှိနေရာဒေသအနေနောက်နေရာဒေသတခုကိုပြောင်းအောင်ရှူရတဲ့ကိန်းရှိတယ်။ပြောင်းအောင်ကောင်းလာမင်းအန်ရမခင်းနဲ့မငြိမ်မသက်တဲ့စစ်မှတ်ရေးရာတွေဖြစ်တည်နေတဲ့နေရာမျိုးတွေကိုပြောင်းအောင်ရှူရတဲ့ကိန်းတွေမှာပါတော့အကောင်ဆုံးအရတော့မဟုတ်ဘူးအန်ရရှိတယ်ဆိုတာလေးသိသိချင်တယ်။ဒီချက်လေးတွေဆိုရင်ရှစ်တန်းထွားရတာလေးဗာရင်ညာရီအစားဖြစ်လာတဲ့ကိန်းမျိုးလေးတွေပါလေးတွေပေါ့နော်။မငြိမ်သက်တဲ့ဒေသမျိုးတွေကိုပြောင်းရှူရတဲ့ကိန်းတွေရှိတဲ့အဲ့တော့အစသရရတော့ Q ဆက်ကြပါဘောနော်။နောက်တစ်ခါလက်ရှိအဲအလုပ်လုပ်နေကြတဲ့ဝန်ထမ်းတွေဝန်ထမ်းတွေဆိုတာအစိုးရဝန်ထမ်းဖြစ်စေပုဂ္ဂိုလ်ရဝန်ထမ်းဖြစ်စေအားလုံးပါတယ်ပေါ့။ ဘာလို့အဲ့ဝင်နှန်းနေတာဖြစ်ခဲ့မယ်ဆိုရင်ဘာဖြစ်တယ်လဲဆိုလို့ရှိရင်အထက်လူကြီးရဲ့ဖိအားပေးမှုတွေတွေကြောင့်အထက်တဲ့ကိန်းရှိတယ်။ငါကိုကအကောင်းဆုံးစူးစမ်းတော့လည်းပဲအထက်လူကြီးကကိုယ်အမြင်မကြည်တာလေးတွေအမြင်ဆောင်းတာလေးတွေဖြစ်တာလေးတွေနော်ဟိုကုတ္တဆိုင်တခြားကိုကအရေးချင်းရှိတော့လည်းပဲသူတို့နဲ့ဆက်ဆက်ရသူတို့ကိုဖာယာကပ်ဖာလုပ်နေတဲ့သူတွေကိုနေရာပေးခြင်းလို့ကိုယ်ဖယ်ရှားခြင်းတဲ့ဟာလေးတွေပေါ့ဒါမျိုးလေးတွေကစာကြောင်းထက်တဲ့ကိန်းရှိတယ်။ ပြီးတော့လုတ်ဖို့ကိုင်းမဲ့ level 10တူကဖြစ်စီအောက်လငယ်သားတွေကလည်းဖြစ်စီကိုယ်မနာလို့တိုက်ခိုက်ပဲကိုယ့်နေရာကိုလှုပ်ဖို့နော်ချောင်းနေတဲ့သူတွေတွေရှိနေတာမျိုးတွေလည်းကြုံရတတ်တဲ့ gain ရှိတော့အထက်အောက်တွေကြားတဲ့သွားညက်တတ်တဲ့ gain တွေမှာရှိတယ်အထူးသတိထားပေးတချို့တွေဆိုရင်တော့မှလက်ရှိလောက်ကနေမလုတ်ချင်တော့ဘူးမနေချင်တော့ဘူးဆိုပြီးပြောင်းမှုရှိဖို့လေးတွေပါတွေးတော့တာတွေရာစာဖြစ်တတ်တဲ့ gain ရှိတယ်အဲ့လိုထွက်ခဲ့လို့ရင်အဲ့လိုမျိုးဟိုဟာဖြစ်လို့ပေါ့နော်ထွက်ရင်ကောင်းလားလို့မေးရင်တော့ နောက်အဲ့လိုတခုဘိုင်းတွေရှိတယ်ဆိုတော့ထွက်ပါအဆင်ပြေပါတယ်ဗျာနော်ဟိုဘိုင်းတွေမရှိဘဲထွက်တယ်ဆိုလို့ရှင်တော့အလုပ်တော့ရမယ်တိုးတော့အလုပ်ရဖို့နည်းနည်းလေးခက်ခဲတာဂျားထဲမှာဟဝါရမျိုးတွေတော့ဖြစ်တဲ့ကိန်းရှိတယ်ဗျာနော်ကိုပိုင်းစီဝါရေးလုပ်ငန်းလုပ်ကနေတဲ့သူတွေဖို့ကတော့ဒီကလာမှာ share ပဲဗျာတော်တော်လေးအကောင့်နေဗျာအရှင်ဝင်စီဝါဥစ္စာတွေနဲ့ပြည့်စုံမဲ့ဆိုတဲ့ကလာထဲမှာပါတာဖြစ်တဲ့အတွက်လေတော်တော်လေးအကောင့်နေမမျော်လင့်တဲ့နေရာကနေငွေကြေးစီဝါလက်လာပါလေရလိုက်မယ်တချို့သူတွေဆိုရင်ဒီကလာမှာပြည်ပနေငညာရောက်တဲ့အဲကိုရဲ့ဆွေမျိုးကြီးကိုမောင်နှမကြီးကနေပတ်စံလေးလမ်းထည့်ပေးတာတွေရအစားပေါ့နော် ်တချို့တွေများဆိုဒေါ်လာတွေပါရရမျိုးအဆောင်အောင်ဂျိုဝန်တက်တဲ့ဂိမ်းတွေမှာသွားပါတော့တော်တော်လေးအားကောင်းတာပေါ့ဗုဒ္ဓဟူသားသမီးလေးနော်ဆိုတော့ပြီးတော့အဲဝေးကွာနေတဲ့ဆွေမျိုးညီကောင်မောင်နှမအနေနဲ့ပြန်လဲစုံစည်းရတဲ့ဂိမ်းတွေမှာပါတယ်တချို့မိခင်ဖခင်တွေဆိုရင်ကိုသားသမီးကိုစီပြန်အောင်လာတာမျိုးတွေတချို့ညီကောင်မောင်နှမတွေပြန်ပြီးစုံစည်းရတာမျိုးတွေအားစားဖြစ်တဲ့ဂိမ်းရှိတော့ဝမ်းသာဖို့တော့ကောင်းတယ်ဗျာနော်အဲတခုရှိတာကကိုပိုင်စီဝါရေးလုပ်ငန်းလုပ်ကန်နေတဲ့သူတွေထဲမှာကိုယ့်ရဲ့လုပ်ငန်းဆောင်တာတွေကအဲမင်းဆိုးရတဲ့ပတ်သက်တဲ့ကိစ္စတွေမှာတွားညှိစွန်းတာတွေဖြစ်စေအဲစစ်မှတ်ရေးအရာတွေနိုင်ငံရေးအနေအထားတွေကြောင့် ထိခိုက်ဝါရမျိုးလေးတွေဖြစ်တဲ့ကိန်းရှိတယ်တစ်ချက်သတိထားအာနယံမကင်းဦးဖြစ်တဲ့ကိန်းတွေတစ်ချက်ရှိတယ်ဂယုဆိုင်ပေးပါအဲ့ဒီမှာကျွန်တော်ဖြစ်တဲ့သဘောဝါလေးနည်းနည်းဖြည့်ပြောခြင်းလို့ရံမကင်းဦးဆိုတဲ့အခါမှာအပြင်းရံဖြစ်တဲ့အခါကျတော့အဲဥပဒေနဲ့မလွတ်ခင်တဲ့လောက်ကန်တဲ့သူတွေတစ်ချက်သတိထားပေးတချို့ကလောင်းစားလုပ်လို့ရှိရင်ဒီကလာမှာအဖမ်းဆီးချုံအောင်ခံရတာမျိုးလေးတွေတချို့တွေဆိုရင်မူးယစ်စေဝါတွေဘာတွေရောင်းဝယ်ဖောက်ကားတာဖြစ်စေအင်္ဂါနာလို့ခေါ်တာပေါ့စေဝါနဲ့ပတ်သက်တဲ့လုပ်ငန်းတွေစီလုပ်ငန်းတွေနော်အင်္ဂါနာဆိုတော့အဲဆက်ပစ္စည်းတွေပေါ့နော်အဲအဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့ တက်မှတ်ထားတဲ့ဟာလေးတွေနဲ့မပြည့်မီပဲနဲ့ညှိဆုံပြီးတဲ့သူမျိုးတွေပြောတာပါတော့เนาะအဲ့ဒါတွေဆိုရင်ပြဿနာလေးတွေဖြစ်တဲ့ကိန်းရှိတဲ့အတွက်အထူးအထူးသတိထားပါလို့ထက်တယ်လဲထက်တယ်လဲအကြံပေးလို့ရတယ်ဗျာเนาะအဲ့တော့ဒီကလာကငွေချင်းနဲ့ပတ်သက်လို့ရှိရင်တော့ဘာမှစိတ်ဝူစရာမလိုဘူးပတ်စံတွေတလဲဟောဝင်တတ်တဲ့ပတ်စံအဆုလိုက်ပြုံလိုက်ဝင်တာတတ်တဲ့ကိန်းလေးတွေရှိတဲ့အတွက်ဘာမှစိတ်ဝူစရာမလိုဘူးရတဲ့ပတ်စံမမြဲတာလေးတွေဖြစ်ခဲ့ရင်တော့မှပတ်စံတွေလည်းလည်းမပြတ်တတ်တဲ့ကိန်းတွေမှပါတယ်ရတဲ့ပတ်စံလေးတွေမြဲမြံအောင်အဲကြီးကြီးမားမားအဖက်တင်တာလေးတွေဝယ်ပါဗျအကောင်းဆုံးအနေထားဖြစ်လာလိမ့်မယ်နော်အခြေအနေအောင်နဲ့ပတ်သက်လို့ရှိရင်ဘုတ်ခုသားသမီးတွေ အဲနှမျိုးဖြစ်ရတယ်ပေါ့နော်ချစ်သူမရှိတဲ့သူတွေဆိုရင်ဒီကလာမှာချစ်သူရရတဲ့ကိန်းရှိတယ်ချစ်သူရှိတဲ့သူတွေဆိုရင်ဒီကလာမှာအိမ်တော်တွေပါချစ်ရတဲ့ကိန်းရှိတယ်အဲ့တော့ချစ်သူနဲ့ဟိုအိမ်တော်ဖက်နဲ့အဆင်ပြေတာတော့ဒီကနာသို့တော့ဟိုဂျာနောက်ရှက်လေးတွေဝင်လာတာမျိုးတွေဖြစ်တဲ့ကိန်းရှိတော့တစ်ချက်တော့ဂယူဆိုင်ပေးရမယ်နော် ပေါ်ဆက်လို့မရဘူးတစ်ချက်ဝါလေးတွေဆိုလို့ရှိရင်ကိုချစ်သူအိမ်တော်ဖက်နဲ့တယောက်တည်းတည်းကခွဲနေတဲ့သူမျိုးတွေဆိုလို့ရှိရင်အဲဂျာနောက်ရှက်ဝင်ပြီးတော့တတိယတယောက်သုံးမဆိုင်ကြီးဖြစ်တဲ့တချို့ကကိုယ်တိုင်ရနေဖြစ်တယ်တချို့ကတော့ကိုချစ်သူအင်နဘောက်ကနေဖောက်ပြောင်းနေတချို့တွေဆိုရင်သူ့ဘက်ကကိုယ့်ဘောနှစ်ဖက်သလုံးရှိပြီးလေးဝန်းဆိုင်နေရာစာဖြစ်တဲ့ကိန်းမျိုးဖြစ်တဲ့ အဲ့လိုဖြစ်ခဲ့ရင်ဝင်လာတဲ့ငွေကြေးစည်းဝါးလက်လာပါတွေမဝင်တော့မနဲ့လက်ပိတ်ချသွားတယ်နော်တီတီလို့ခေါ်တဲ့ကြက်တင်မင်္ဂလာကင်မရာအဲ့လိုမျိုးလေးတော့မလုံးမိသေးအောင်အတက်နိုင်ဆုံးထိန်းချုပ်ပေးကြပါဗျာနော်ကျမိုင်းနဲ့ပတ်သက်လို့ရှင်တော့အဆုပ်နဲ့ပတ်သက်တဲ့ယောဂလေးတွေနည်းနည်းပြင်ထန်လိုက်မယ်အဆုပ်ရောင်လာလေးတွေအဆုပ်အေးပတ်တာအဆုပ်ရေဝင်လာလေးတွေဖြစ်တတ်တယ်အသက်ရှူကြက်တာလေးတွေခက်ခဲတာလေးတွေဖြစ်တတ်တဲ့ကိရင်ရှိတော့တစ်ချက်ဂရုစိုက်ပေးမယ်အဲဒါအပြင်အစာရင်လေးပြင်းပြင်းထန်ထန်လေးဖြစ်တတ်တဲ့ကိန်းရှိပြီးခေါင်းမူခေါင်းကိုက်ခေါင်းနောက်ကျတဲ့ညပတ်အိမ်မပြောတာလေးတွေဖြစ်တတ်တဲ့ကိန်းရှိပါတယ်။ကြမ်းပါညလို့စေအောင်စေကနေပါရပြမယ်ဆိုရင်တနင်္လာသာသမီစေအောင်နဲ့ပဲပြပေးပါ။ ဒီကလာမှာပတ်သက်တဲ့သူဘသူပဲဖြစ်ဖြစ်အင်္ဂါသာသမီစနေသာသမီတွေကိုစစ်တကောင်ပြတဲ့သတိထားပေးပါနော်အောင်လို့ဘလား7ရက်7ရက်73ရက်75ရက်76ရက်79ရက်အရက်တွေတောက်လျှောက်အမရန်ကန်ကောင်းတယ်ဗျမမျောနေမတဲ့ရုပ်တရက်ခီးရောင်းနေပါတယ်တွားတယ်ထူးခြားတဲ့ပုံကူပုံကူမျိုးတွေရန်နာတွေတချို့ကကြတော့ဝိတ်စာတွေဒါရီယအစစုံစည်းရတာတွေအစအိကလာနေမှာဖြစ်နေရတော့တော်တော်လေးအားကောင်းတယ်ဖရာထီနာတွေကထိန်ခင်းနာမျိုးတွေအလူတွေဖြစ်စီပေါ့နော် အစားတရားပြီးအဲ့လိုအလူတန်းတွေမှာပါဝင်ဆောင်ရွက်ရတာတွေအစားဖြစ်တတ်တဲ့ကိန်းရှိတော့ဘာသာရေးနဲ့ပတ်သက်ပြီးထိထိရောက်တော့လို့ထိထိရောက်ထိထိရောက်အကျိုးပေးအောင်မြင်လိမ့်မယ်။ OA နေရာထိုင်နေပတ်သက်တဲ့ကိစ္စလေးတွေဟာထူးထူးခြားခြားလေးကောင်းတဲ့အဟာလေးတွေဝင်ရောက်လာတာမျိုးလေးတွေဖြစ်တတ်တယ်။အော်ဒါအာနာကြီးမားတဲ့ပုံကူလူပုံကူများတွေရဲ့ကုညီဆက်ကြောင်မှတ်မှုတွေကိုရရှိပိုင်ဆိုင်လိမ့်မယ်။အဲအောင်နဝါလာဆက်လျက်တရားကတော့အညာနေတွေရှိတယ်။အဲမိဘနဲ့တန်သမီးလင်းနဲ့မယားမြောက်စိတ်ဝမ်းကွဲတာလေးတွေရောက်မှနဲ့အကူနဲ့စိတ်ဝမ်းကွဲတာလေးတွေဒီလိုမျိုးပေါ့အတွင်အုပ်စုလို့ခေါ်တာပေါ့။အထက်လူချင်းနဲ့ကိုယ်နဲ့သဘောထားမတိုက်ဆိုင်တာလေးတွေဖြစ်ပြီးတော့ မိပြဆွေပြတွေဖြစ်တဲ့ကိန်းအပြောဆုံးတွေတစ်ချက်ခယူးဆိုင်ကမယ်နာမည်ကိုသိခါကြအောင်အဆက်ဆွဲခံရတာတွေဖြစ်တဲ့ခယူးတစ်ချက်ဆိုင်မယ်အဲ့တော့ဒီကလာမှာကန်ဒီယာရဲ့ထောက်ပံ့မှုအပြေအဝရအောင်ပန်းအောင်အဖြူအောင်အဝါအောင်အစိမ့်အောင်တို့ကိုအဓိကထားဝတ်ဆင်သုံးဆွဲပေးပါကန်နမာပန်းရောင်စုံဂျာပန်းရွက်လာပန်းရွှေပန်းငွေပန်းတို့ကိုမိမိတို့ယုံကြည်ကိုးကွယ်တဲ့ဖရားမှာဖရားပန်းခက်တာပဲဖြစ်ဖြစ်နေအဲ့ကနေမှာအလပန်းထိုးတဲ့နေရာမှာပဲဖြစ်ဖြစ်ပြုလို့သုံးဆွဲပေးပါအဲ့တော့ကျောင်းရတဲ့အညံ့လေးတွေกินပြီးတော့ကောင်းတဲ့ခံလေးတွေပိုကောင်းဖို့အတွက်ရေရရလေးခြေရရအောင်ရေရရအနေနဲ့ ဘယ်လိုလုပ်ရမလဲဆိုတော့အဲကြီးကောင်းလေးတစ်လုံးမှာကိုယ့်ရဲ့နာမည်နဲ့နေ့နာနဲ့ကောင်းမှုဆိုပြီးတော့ရေးထိုးပြီးတော့အဲဘော့တခုတော့အမြင့်တနေရာလေးမှာမနက်စောစောလေးပေါ့နော်6နာရီလောက်နေထွက်ချိန်လေးမှာချိတ်ဆွဲလူထုံပြလိုက်နော်လေးလေးတိုက်လို့ခေါင်းလေးကကလင်ကလင်ကလင်မြည်နာနဲ့အများကိုယ့်ရဲ့ငွေကြေးစီးပွားလာလာပါလိမ့်ဒီဒီလာတိုးပွားလာပါလိမ့်မယ်ဒါအပြင်အဲရန်တန်ကတော့အဲရန်တန်ကတော့ဒီကိုအဓိကထားပြီးတော့ပေါ့နော်ရေတန့်မှုလေးတွေအဲကတ်လူပေးပါဗျာနော်ဒါဆိုတော့ကျွန်တော်ကတဲ့အညံ့တွေကင်းပြီးတော့ကောင်းတဲ့ကံတွေကအေကံမုတ်ချဖို့ကောင်းသွားပါလိမ့်မယ် ဘုရားကုသသမီးအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းများဖြင့်ပြည့်စုံကြပါစေလို့ကျွန်တော်ဆုမကောင်းတောင်းပေးပါတယ်